မင်္ဂလာပါရှင်ရှယ်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အကြံဖက် NUG နဲ့၎င်းတို့ရဲ့လက်ဝေခံ PDF များကငလင်ပီးကူညီကယ်ဆယ်လှုပ်ဆောင်နေမှုများကိုအခွင့်အကောင်းယူ၍အကြံဖက်တိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းနာစကထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ ငလင်ပေးကြောင့်ပြည်သူများဒုက္ခပင်လဲဝင်ရခြင်းတွင်လူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့်နိုင်ငံရေးအမျက်ထုတ်လို့မှုတစ်ခုတည်းကိုသာရှေ့ရှုပြီးအကြံဖက် NUG ဖွင့်နေ၎င်းတို့ရဲ့လက်ဝေခံ PDF အမိခံအကြံဖက်အဖွဲ့များအပါအဝင်လက်နက်ကိုင်အကြံဖက်တောင်းညံသူများကငလင်ပေးကူညီခဲ့စေလှုပ်ဆောင်နေမှုများကိုအခွင့်အကောင်းယူ၍အကြံဖက်တိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ကြောင်းသိရပါသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်ငလင်ကူညီခဲ့စေလုပ်ငန်းများကိုနေမနာညမအားအိမ်တိုင်းအားတိုင်းဆောင်ရွက်နေရတဲ့အတွက်လုံခြုံရေးလုပ်ငန်းများအားနည်းနေမှုကိုအခွင့်အကောင်းယူက PDF အမိခံအကြံဖက်သမားများနဲ့လက်နက်ကင်အကြံဖက်တောင်းချမ်းသူများကလူမဆန်စွာဖြင့်လျှက်စစ်တအားခွဲယုံတစ်ခုကိုအင်အားအလုံးရင်ဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည် ဒါအပြင်အဆိုပါ PDF အမိခံအကြံဖတ်သမားများနဲ့လက်နက်ကင်အကြံဖတ်တောင်းញံသူများဟာအင်အားအနည်းငယ်ရှိတဲ့လုံခြုံရေးကင်းစကန်တစ်ခုကိုလည်းအင်အားအလုံးရင်ပြင်ဝင်ရောက်တိုက်ခိုက်ခဲ့သလိုကုညီကယ်ဆေးရေးရှင်ကိုချောင်းချောင်းတိုက်ခတ်ခြင်းနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုချောင်းချောင်းပစ်ခတ်ခြင်းများလည်းလှုပ်ဆောင်လာတာကြောင့်တပ်မတော်ကဟန်တာဆောင်ရွက်မှုများကိုလှုပ်ဆောင်ခဲ့ရကြောင်းလည်း၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ အခုကဲ့သို့လှူဆောင်ခဲ့ရမှုပေါ်အကြမ်းဖက်အုပ်စုဖြစ်တဲ့ NUG အဖွဲ့နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့ online media များနဲ့ပြည်ပမီဒီယာအချို့ကပုံကြီးချေကားကငလင်ဘေးဒဏ်သိနေခြင်းတွင်ပင်တက်မတော်ကလေကြောင်းတက်ခိုက်မှုများကိုဆက်လက်လှူဆောင်နေရရှိကြောင်းမြေပြင်အခြေအနေအမှန်ကိုမသိရှိဘဲတစ်ဖက်သက်လှုပ်ကြံဆွဆွဲရေးသားဖော်ပြနေမှုများကိုတွေ့ရှိနေရတယ်လို့လည်းဆိုပါတယ်။ အခုကဲ့သို့ငလင်ပေးကြောင်းပြည်သူများဒုက္ခပင်နေဝင်နေရခြင်းတွင်လူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့်နိုင်ငံရေးအမျက်ထုတ်လိုမှုတစ်ခုတည်းကိုသာရှေ့ရှု၍အကြံဖတ်တိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေတဲ့ NUG အဖွဲ့၎င်းတို့ရဲ့လက်ဝေခံ PDF အမိခံအကြံဖတ်အဖွဲ့များနဲ့လက်နက်ကင်အကြံဖတ်တောင်းကျမ်းသူများကိုမြန်မာနိုင်ငံအစိုးရနှင့်မြန်မာနိုင်ငံသူနိုင်ငံသားများကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းထည့်သွင်းဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်။